ုံကံရှိတဲ့ပုံကိုယ်တွေဟာမြတ်စွာဘုရားရဲ့စကားတော်တွေကိုနားထောင်ဝင်ကြကြတယ်။မဓုရာဏိပဟထာဏိဒောတကဏိဟိတာဏိစာရေတီဝါချာဏိသောတန္တိတိပိတင်ညာနရုတ်တမမိတွေတော်ကောရမီမြတ်စွာဘုရားကိုလျှောက်ထားတဲ့ကာထာဟုတ်လားမြတ်စွာဘုရားရဲ့စကားတော်တွေကိုကြားနာခွင့်ရတဲ့ပုံကိုယ်တွေဟာရှိကောင်းမှုအထူးရှိခဲ့ကြတဲ့ပုံကိုယ်တွေလို့ပြောတာအဲ့ဒါမြတ်စွာဘုရားရဲ့စကားတော်ကိုသူကဘယ်လိုချီးမွမ်းတော့မဓုရာဏိချိုတယ်မှန်လို့မဟုတ်ချိုတယ်ပြောတယ်နော် ပဟထာနိနော်အလွန်တရာ ကောင်းမွန်နေဒောသကာနိနော်အပြစ်တွေကိုတန့်ရှင်းစေတယ်ဟိတာနိအကျိုးရှိပွားတွေကိုလည်းဖြစ်ထွန်းစေတယ်ဟုတ်လားအလွန်ကောင်းတဲ့အလွန်ချိုတဲ့မြတ်ဒောသနော်အပြစ်ဒောသတွေကိုလည်းပယ်ပျောက်နိုင်တဲ့အလွန်ကြီးမားတဲ့အကျိုးအန္တရာယ်ရှိတယ်မြတ်စွာဘုရားရဲ့စကားတော်တွေနော်တေပိတင်ညာနရုတ်တမနော်ဒီစကားတွေကိုနာယူခွင့်မှတ်သားခွင့် စဉ်းစားဆင်ခြင်ခွင့်နှလုံးသွင်းခွင့်ရတဲ့ပုံကိုယ်တွေဟာရှေးတုန်းကကောင်းမှုပါခဲ့လို့နော်ဒါကိုဘုံကံရှိတဲ့ပုံကိုယ်တွေဟာမြတ်စွာဘုရားရဲ့စကားတော်တွေကိုနားထောင်ဝင်ရကြတယ်ကိုယ့်ရဲ့ကောင်းခဲ့တဲ့အကြောင်းတရားလေးကို အသုံးချဖို့လိုတာပေါ့နော်အကြောင်းတရားကောင်းခဲ့လို့ဒါတွေနဲ့တွေ့ခွင့်ကြုံခွင့်ရတယ်အဲ့ဒါကိုကိုကတန်ဖိုးမထားသလိုလုပ်မယ်ဆိုရင်ကိုယ့်အခွင့်အရေးကိုကိုကိုယ်တိုင်ဆုံးရှုံးသွားအောင်လုပ်သလိုမျိုးဖြစ်သွားနိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်နေကုန်းရုပ်ပြောနေတာဒါပဲ။ စကားတကစကားထဲမှာမြတ်စွာဘုရားရဲ့စကားတော်ဟာအကောင်းဆုံးဒါကြောင့်မြတ်စွာဘုရားစကားတော်တွေကိုကြားကွန်ရတဲ့ပုဂ္ဂိုလ်တွေဟာရှိကောင်းမှုရှိခဲ့ရတဲ့ပုဂ္ဂိုလ်တွေဒါလေးတွေကိုဘုန်းဘုန်းတို့စဉ်းစားပြီးတော့မြတ်စွာဘုရားရဲ့အစုံအမတွေနဲ့ကိုယ့်ရဲ့စိတ်ဟာမကင်းကွာအောင်နှထားမယ်လို့ဒီလိုမျိုးစိတ်ရှိရမယ်ပေါ့နော်ဒါကြောင့်နေ့တိုင်းပဲအချိန်လေးတရားနာမယ်ဆိုတာလေးကအမြင်မပြတ်ကြိုးပမ်းအထောက်အကူတဲ့အရာပေါ့ဟုတ်လားအချိန်မှတရားနာတဲ့လဲလို့မင်းတော့ ကောင်းကျိုးရှင်ဘုရားမြတ်တရားနာကြားမပြတ်ပေဆိုတဲ့အတိုင်းမပြတ်မပြတ်နာတာကောင်းဆုံးပဲဟုတ်လားတောကပတိဟောမီးတောက်ပြီဆိုရင်တော့ဒီတရားဘက်ကိုချင့်ကပ်တာတကယ်တမ်းကနော်အဖြေရှိတဲ့နေရာကိုအဖြေရှာတာပဲလေဟုတ်လားဒါမှသာလေဘုန်းဘုန်းတို့ရဲ့စိတ်နှလုံးတွေဟာငြင်းအေးမယ်ပေါ့ဟုတ်လား